တိုက်ပွဲကာလအတွင်းနေအိမ်တွေပျက်စီးသွားကြရတဲ့ရခိုင်ပြည်တောင်ကုန်းမြို့ကမြို့ခွန်တထောင်လောက်ဟာစားရေးတောက်ရေးအပြင်ပြန်လည်ထူထောင်ရေးအတွက်အခက်အခဲဆင်ခုံမှုများစွာရှိနေတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားမှုနဲ့အတူစက်ကောင်စီရဲ့မိချိုတာလက်နက်ကြီးလေကြောင်းပြက်ခတ်မှုတွေကြောင့်ရန်ခေါ်ရွာကျိုးကြကွင်းရက်ကွက်နဲ့စက်ကောင်စီယာယီတက်ဆွဲခဲ့တဲ့နေရာအနီးကနေအိမ်200ကျော်ပျက်စီးခဲ့ရတာပါ။ ်လက်ရှိမှာတော့တောင်ကုန်းမြို့ခွန်တွေကိုအာရခတပ်တော်ကဝင်ရောက်နေထိုင်ခွင့်ပြုထားပြီးစာနာရိတ်ကတချို့ထောက်ပွဲပေးနေတယ်လို့သိရပါတယ်။နေအိမ်ပစ္စည်းသွားသူတွေဟာလက်ရှိအချိန်ထိစက်ပေတိတ်ဆောင်နေကြပြီးခက်ခဲများစွာနဲ့ရင်ဆိုင်ကြုံတွေ့နေရတာကြောင့်ပြန်လည်ထူထောင်ရေးအတွက်အကူအညီလိုအပ်နေပါတယ်။ အာရခတ်တပ်တော်ကတောင်ကုန်းမြို့နယ်တစ်ခုလုံးကို2024ခုနှစ်ဒီဇင်ဘာလ14ရက်မှာအပိဓာသိမ့်ပိုက်နိုင်ခဲ့ပြီးပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေတဖြည်းဖြည်းလှုပ်ဆောင်လာနေပါတယ်။လက်ရှိတောင်ကုန်းမြို့နယ်မှာအေကမရှင်လင်းရေးတွေပြုလုပ်နေပေမဲ့တိုက်ပွဲပြင်းထန်ခဲ့တဲ့ဒေသတစ်ခုဖြစ်တာကြောင့်မိုင်းနဲ့စစ်ကြံလက်နက်အန္တရာယ်ကိုဒေသခံတွေကြုံနေကြရတာပါ။မရှိလာစတရက်ကတောင်ကုန်းမြို့ခံတို့ဟာစက်ကောင်စီရဲ့စကားငါအနေဟင်းရှာတော့တဲ့အချိန်မှာမိုင်းနေမိတာကြောင့်ရှီတဖက်ပြတ်ထွက်တော့ကြရပါတယ်။ ရခိုင်မှာအရခတ်တတော်ထိန်ရှုပ်တွေသားတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေပေမဲ့တိုက်ပွဲကာလထိခိုက်ပျက်စီးမှုများပြားခဲ့တာကြောင့်အခက်အခဲများစွာရှိနေကြတာလည်းဖြစ်ပါတယ်ခင်ဗျာ။